အားလုံးပဲမင်္ဂလာပါမင်္ဂလာညချမ်းလေးပါခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့ The Life Follow Channel ကိုကြည့်ရှုအားပေးနေတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ခင်ဗျာ ကဲမင်္ဂလာညချမ်းလေးပါနော်ဒီနေ့ညကျွန်တော်ရဲ့မိတ်ဆွေများကိုကျွန်တော်အဲ့တော့ကျွန်တော်တို့နေတိုက်ဒီပေါ့နော်နေတိုက်ဒီကကလွယ်ကချော်တွေဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့နော်အဲ့တော့တလုံးချင်းတလုံးချင်းနဲ့ပဲခံနေရတယ်ဒါပေမဲ့ကျွန်တော်ဒီဟိုမကျော်ပတ်တရားတော့နော်ဇလိုက်ဇက်တိုက်ဆိုသလိုအဲကျွန်တော်တို့ကြာပြီးနေရပေါ့နော်မင်္ဂလာပါ ကဲအားလုံးမင်္ဂလာပါနော်ကျွန်တော်ဒီညကတော့ဒါပရိတ်လေးနဲ့ပြပေးမှဖြစ်ပါတယ်နော်ပရိတ်လေးနဲ့ပြပေးမှဖြစ်ပါတယ်အဲ့တော့ဒါမှမဟုတ်လည်းတခါတလေကြရင်တော့နော်ဒီ YouTube မှာကြည့်ရှုတဲ့မိတ်ဆွေများအားလုံးကျွန်တော်ရဲ့ဒီ site စိတ်တမ်းကြ site တွေကိုပြပေးခြင်းမယ်မယ်လေနော်အဲဘယ်လိုလဲဘယ်လိုပြောမလဲဆိုတော့ကျွန်တော်ညပြပေးခဲ့ကနန်း58ပေါ့နော်58ရှင်းလား နော်အဓိကထားပြီးတော့ကျွန်တော်ပြောပြခဲ့တယ်မနက်ကထွက်တာက55ပြိလိုချင်တယ်တဲ့ဟုတ်ကဲ့ပါဒီညာ break နှလုံးပေးမယ်နော်အဓိကလိုက်ရမယ် break နှလုံးမယ်ကျွန်တော်တို့လိုက်မယ်နော် break နှလုံးမယ်ကျွန်တော်လိုက်မယ်အဲ့ဒီ break ကကျွန်တော်တို့ဒါကိုကြိုက်တဲ့တလုံးမှန်ရရင်တော့ဒါတစ်ခွက်ကောင်းရမှာပေါ့နော် break နှလုံးနဲ့ကျွန်တော်တို့လိုက်ကြည့်မယ်ခင်ဗျာနော် အဲ့တော့ဒီ YouTube ကဒီ live ကတော့ကျွန်တော်ဒီည site တွေကတော့ဒါဘာလို့လဲဆိုတော့ကျွန်တော်ရဲ့တွေ့နေရနောက်ပိုင်းကြလीပိုကောင်းလीပါပဲဘာဖြစ်လို့ဆိုတော့ဒီထွက်ပြီးတရက်နှစ်ရက်ကတော့ကျွန်တော်တွက်ဝင်မရဘူးเนาะကျွန်တော်ကဒီအနီးကပ်ပင်ကိုရှာတာဖြစ်တဲ့အတွက်ကြောင့်မလို့ပါเนาะအဲ့တော့ကျွန်တော်တို့ဒီအဲအဲ့ဒါကြောင့်မလို့အဲကျွန်တော်တို့ဒီအခုဒီမှာကျွန်တော်ပြောမှာเนาะဖွဲ့ဝင်နှားတဲ့အချင်းများ ကျွန်တော်အဖွင့်နေမှာပဲအောင်မြင်ခဲ့ပြီဆိုပေမဲ့เนาะဒီနေ့မှာတော့အဲလွဲရပေါ့เนาะအဲ့တော့စိတ်တမကြပါနဲ့ကျွန်တော်ရဲ့မွေးကွက်တွေကိုအဓိကထားပြီးတော့ light စီခြင်းပါတယ်ကျွန်တော်ကတူတယောက်ချင်းစီတိုင်းကိုမပြောပြနိုင်မှာလေဒီ light ထဲကနေပြီးတော့တကယ်လို့များကြည့်ရှုခဲ့တယ်ဆိုလို့စင်ကျွန်တော်ရဲ့မွေးကွက်တွေနောက်ပိုင်းမင်းသားပေါ့เนาะနောက်ပိုင်းမှာတော့ဒါနောက်ပိုင်းမှာကောင်းလာပေါ့เนาะနောက်ပိုင်းမှာဇက်ရှိန်တက်လာတာဖြစ်တယ်ပေါ့เนาะအဲ့တော့ ကဲဒါဆိုရင်တော့ကျွန်တော်တို့ကျွန်တော်ကလည်းအဲကဏန်းလေးတွေတောင်းကြရပါတော့နော်သူတို့မှလည်းဒီမွေးခွက်ထက်ကိုဒီနှိမ့်တဲ့ကဏန်းလေးထိုးချင်တယ်ဆိုတော့ကျွန်တော်ကလည်းစေတနာနဲ့စေတနာလွန်ကဲစွာနဲ့ပေါ့နော်ကိုကြိုက်တာလေးကြီးကိုမြင်တာလေးတွေ့ပြီးခဲ့တယ်ဖြစ်မလာတဲ့ခါကျတော့ကျွန်တော်ကဘလို့ပြန်ခံစားအောင်ငါပေးလိုက်တဲ့ကဏန်းကများတော့သူတို့မှထိခိုက်သွားမလားဆိုတဲ့စမ်းသပ်နဲ့ကျွန်တော်မပို့ပြတာလေးရှိရပါတော့ အဲ့တော့လိုချင်တော့တောင်းရင်ကျွန်တော်ပို့ပေးပါတယ်အဲတီးတန့်ရင်ကျွန်တော်နှိမ့်တိုက်ကတော့တော်တော်ကြီးကျွန်တော်ရဲ့စိတ်ကြိုက်နဲ့တွေ့မှသာကျွန်တော်ပို့တာဖြစ်ပါတယ်ဗောနော်ဒါအဖွဲ့ဝင်တွေကိုဒီတည်းကနေပြီးကျွန်တော်ဒါလေးမှာကြားချင်တယ်ဗောနော်အဲ့တော့ကျွန်တော်၁၈ရောက်ဗောနော်အဲဒါကတော့အမာခံပရိတ်သက်တွေပေါ့လိုက်9ရောက်လောက်ထားတယ်เนาะကဲရှိတဲ့အမာခံပရိတ်သက်တွေ ဟိုပဲကျွန်တော်အကောင်းဆုံးစူးစမ်းပြနေဒီညဗီဒီယိုဖိုင်းကဲဒါဆိုကျွန်တော်တို့တွန်နီးလေးကိုစမှာပေါ့နော်အရင်ဆုံးကျွန်တော် break လေးပြပြီးတော့မယ်နော်ရှင်းအောင်လို့ဒီနှလုံးတက်တယ်ဒါနော်ဒီနှလုံးတက်နော်တက်ရပါပါ6တက်6 break ဟာဒီမှာကျွန်တော်တို့ကဒီမှာတက် break ကြာနော်ဇာတ် ခွန်အားထွက်ရင်နဲ့ခွန်အားတလုံးပြန်ဆင်းပါလေတဲ့ဆရာရဲ့ခွန်အားထွက်ရင်ခွန်အားတလုံးပြန်ဆင်းပါလေတဲ့ဟုတ်ကဲ့ပါเนาะကဲဒါဆိုရင်ကျွန်တော်တို့ဒီမှာဒါ break break ကိုပြရအောင်เนาะတခြားလေးကြည့်မယ်ဟာဒီမှာကျွန်တော်တို့2နဲ့8နဲ့ပေါင်းတော့တုံကြရတယ်เนาะတုံကြတုံကြရဲ့ပါဝါ9 3ညာ5 break ဖြစ်တယ်เนาะအဲဒီမှာကျွန်တော်တို့က5 break နဲ့ကြာတယ်ပေါ့เนาะဒီမှာကြာတော့2 break နဲ့ကြာတယ်ပေါ့เนาะဒါ2 break ဒီမှာ5 break เนาะအ break break လေးအဲ့တော့ကျွန်တော်တို့ဒီမှာဟာဒီမှာကျွန်တော်တို့မနေ့ဖြန်အတွက်ကိုဒီဘက်မှာရေးလိုက်မယ်เนาะမနေ့ဖြန်အတွက်ကို break ကနှလုံးပေါင်း10ဖြစ်တယ်เนาะ ရှစ်ပါဝါသုံးနော်ရှစ်သုံးဘရိတ်ဖြစ်ပါတယ်နော်အဲ့တော့ရှစ်သုံးဘရိတ်ဖြစ်ပါတယ်နော်ရှစ်သုံးဘရိတ်ဆိုပြီးတော့ကျွန်တော်ဒီလိုလေးရေးလိုက်မှာနော်ရှစ်သုံးဘရိတ်အဲ့ဒါရှစ်သုံးဘရိတ်ကိုတဲ့နော်ရှစ်သုံးဘရိတ်ကိုအဲကျွန်တော်တို့ဝမ်းကြီးနဲ့ပြန်ကတ်မယ်နော်ဝမ်းကြီးနဲ့ပြန်ကတ်မယ်ဆိုတော့ကျွန်တော်ရဲ့ဝမ်းကြီးဒီမှာ 6ရက်7ရက်ပေါင်းနှလုံးပေါင်းခွန်းနဲ့เนาะခွန်းခွန်ပါဝါနဲ့เนาะခွန်းနဲ့အချိန်ဟာဒီမှာခွန်းနဲ့အချိန်မှတ်ထားမယ်เนาะပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီနှလုံးပေါင်း9နဲ့8နဲ့ပေါင်းတော့ခွန်ပဲเนาะ9နဲ့8နဲ့ပေါင်းတော့လေခွန်းခွန်ရဲ့ပါဝါနဲ့ဟာဒီမှာလေကျွန်တော်တို့ခွန်းနဲ့အချိန်เนาะအဲ့ဒီမှာခွန်းနဲ့အချိန်ဟုတ်ပြီเนาะ ကဲဒါဆိုရင်ကျွန်တော်တို့ဒီမှာဒီနှလုံးပေါင်းခြင်းနှစ်ပဲတဲ့နော်နှစ်ရပါပါခွန်အဲ့တော့ခွန်နှစ်အချိန်ပါပဲတဲ့နော်ခွန်နှစ်အချိန်ပါပဲတဲ့နော်ခွန်နှစ်အချိန်ပါပဲတဲ့ တော့ခုနှစ်အချိန်ကိုတဲ့ကျွန်တော်တို့ကဒါဆိုရင်ကျွန်တော်ပြန်ကြည့်မယ်16 break ကို9လို့ထွက်တယ်တဲ့နော်16 break ကို9လို့ထွက်တယ်1 chain ကကျွန်တော်တို့ခုနှစ်အချိန်ရှိပါတယ်ခုနှစ်အချိန်ရှိပါတယ်ဟာဒီမှာတဲ့ကျွန်တော်တို့ကဒီမှာ3ည5 break ကိုတဲ့တုံညာ၅ပြိတ်ကို1 3လို့ထပ်ပါတယ်တဲ့ဝမ်းချင်းကခုနှစ်အချင်းဖြစ်ပါတယ်တဲ့နော်ဝမ်းချင်းကခုနှစ်အချင်းဖြစ်ပါတယ်တဲ့ ဟုတ်ကဲ့ပါကဲဒါဆိုရင်ねကျွန်တော်တို့ကဒီမှာ3ငါနှလုံးပေါင်း8တဲ့8ပေါင်းပါတော့8တုံးပြိတ်ကိုတဲ့ဟာဒီမှာခုနှစ်အချိန်နဲ့ဆိုတော့တဲ့ကျွန်တော်တို့ကဒီမှာနောက်တစ်ခါကိုကြည့်မှာဖြစ်ပါတယ်เนาะဒီနှလုံးပေါင်း9တဲ့เนาะ9ရဲ့ပါဝါက4တဲ့9လေးအချိန်နဲ့အဲ့ဒီ9လေးအချိန်ကိုတဲ့ကျွန်တော်တို့ကဒီမှာပေးစားလိုက်မယ်ပေါ့เนาะပေးစားလိုက်မယ်ဆိုတော့ကျွန်တော်တို့ကဂဏန်းလေးဒီမှာထုတ်ပေးမယ် ခွန်6တကွက်ရမှာပေါ့နော်ပြီးတော့ကျွန်တော်တို့ခွန်4တကွက်ရမှာဖြစ်ပါလေတဲ့နော်ပြီးတော့ခွန်4တကွက်ရမယ်ပြီးတော့ဒီမှာကျွန်တော်တို့2 2 6နော်ပြီးတော့ကျွန်တော်2 4ကဲဒါဆိုရင်ကျွန်တော်တို့ကဒီမှာ break နဲ့ကြတော့1 6 break ဖြစ်တာလေเนาะအဲ့တော့ဒီမှာ6 break 1 break 1 break 6 break ဟုတ်ပြီเนาะဒါတခြားလေး မြင်တော့ကျွန်တော်ပြရတယ်เนาะကဲဒါဆိုဒီမှာကျွန်တော်တို့က92လို့ထွက်တာပေါ့เนาะအဲဒီမှာ92တကွက်အောင်သားတယ်ပေါ့เนาะမြင်ရရလားเนาะ92တကွက်ထွက်တယ်ပေါ့เนาะကဲအဲ့ဒါဆိုလို့စီနေကျွန်တော်ဒီမှာနောက်တစ်ခုပေါ့เนาะထပ်ပြီးတော့ကျွန်တော်ကြည့်အောင်1နဲ့8နဲ့9နဲ့ပေါင်းတော့တဲ့ကျွန်တော်ဒီမှာဒါရလဲရှေ့ရပါတယ်တဲ့เนาะ ရှစ်ရဲ့ပါဝါကကျွန်တော်တို့သုံးတယ်เนาะအဲ့တော့ဒီမှာအဲခွန်နှစ်အခြေရင်ရှစ်သုံးအခြေရင်ဆိုတော့တဲ့เนาะအဲကျွန်တော်ဒီမှာကဏ္ဍလေးကြီးရေးလိုက်မှာပေါ့เนาะအဲ့တော့ဒီမှာကဏ္ဍလေးကြီးရေးလိုက်မယ်ဆိုတော့တဲ့ဒီနာမရေးလိုက်မယ်เนาะကျွန်တော်တို့ခွန်ထိတ်စီကျွန်တော်တို့ရှစ်နောက်ပိတ်เนี่ยเนาะ ခွန်ထိတ်စီ၈နောက်ပိတ်နေဆိုတော့ခွန်၈เนาะခွန်ထိတ်စီ၃နောက်ပိတ်နေဆိုတော့83เนาะအဲ့တော့ဒီမှာနှစ်ထိတ်စီ၈နောက်ပိတ်နေကြတော့ကျွန်တော်တို့20နဲ့8เนาะပြီးရစင်ကျွန်တော်တို့ဒီမှာနှစ်ထိတ်စီ၃နောက်ပိတ်နေကြတော့ကျွန်တော်တို့ဒီမှာ23ဆိုပြီးတော့ အဲ့ဒီမှာ brain နဲ့ကြတော့ကျွန်တော်တို့က3ည5 brain နော်အဲ့တော့ဒီမှာ5 brain 3ည brain နော်3ည brain 5 brain 4ခွနော်ဟုတ်ပြီနော်အဲ့ဒီမှာကျွန်တော်တို့က2 3လို့ကြာတယ်နော်2 3လို့ကြာပါတယ်အမှ2 3လို့ကျွန်တော်တို့ကြာပါတယ်နော်ဟုတ်ကဲ့ဒါဆိုရင်ねကျွန်တော်တို့ကဒီမှာဒီနှလုံးပေါင်းခြင်းဒီတဲ့6တဲ့နော်6ရဲ့ပါဝါက1တဲ့ဟုတ်ပြီနော်6ရဲ့ပါဝါ1ဆိုတော့ကျွန်တော်တို့ကဒီမှာခွန်2 အချင်းရေကျွန်တော်တို့ရှစ်သုံးပရိရေဆိုတော့တဲ့ကျွန်တော်တို့ဒီမှာတစ်ချက်ရေးတိုင်းပေါ့နော်အဲကျွန်တော်တို့နှစ်ထိပ်စီနဲ့နှစ်ထိပ်စီနဲ့6အပိတ်နဲ့ဆိုရင်နော်နှစ်ထိပ်စီနဲ့6အပိတ်နဲ့ဆိုလို့ရှိရင်နှစ်6တကွက်ရမယ်နော်နှစ်ထိပ်စီနဲ့နဲနှစ်ထိပ်စီနဲ့တင်းနောက်ပိတ်နဲ့ဆိုလို့ရှိရင်ကျွန်တော်တို့နှစ်တစ်တကွက်ရမယ် နှစ်ထိပ်စီနဲ့အပေါ်ခွန်ထိပ်စီနဲ့ကျွန်တော်တို့6နောက်ပိနေဆိုလို့ဆိုရင်ခွန်6တကွယ်ရမယ်အဲခွန်ထိပ်စီနဲ့ကျွန်တော်တို့ခွန်ထိပ်စီနဲ့ကျွန်တော်တို့10နောက်ပိနေဆိုရင်ဟမ်ခွန်10တကွယ်ရမှာပေါ့နော်ကဲဒါဆိုရင်ကျွန်တော်တို့ကဒီ၄ကွက်ကပရိနဲ့ကြတော့ကျွန်တော်တို့ရဲ့၈3ပရိဖြစ်တယ်အဲ့တော့ဒီမှာ၈6ဆိုရင်၈ပရိ၈1ဆိုရင်3ပရိเนาะအဲ့တော့ခွန်6ဆိုရင်3ပရိခွန်10ဆိုရင် ျွန်တော်တို့ရှစ်ပရိတ်ဖြစ်ပါတယ်ဒါတော့ဒီပရိတ်နဲ့ကျွန်တော်တို့ဒါလေးခွက်ကျွန်တော်ထုတ်ထားပါတယ်ပေါ့နော်ဒီလေးခွက်ကိုထုတ်ထားပါတယ်အဲ့တော့ကျားရဲ့မိတ်ဆွေများပေါ့နော်အဲနောက်ထပ်ကျွန်တော် site တစ် site ထပ်မံပြီးတော့ပြသပေးပါအောင်မခင်ဗျာအဆင်ပြေလို့နော်ပေါ့နော်ကြည့်ဒါဆိုရင်ကျွန်တော်ဒါလေးကိုဖြတ်လိုက်ပြီပေါ့နော်နောက်ပင်ဒိုလေးကျွန်တော်ထပ်ပြပေးမှာပေါ့နော်ပင်ဒိုလေးထပ်ပြပေးပါမယ် အဲ့တော့ပင်ဒိုလေးထပ်ပြမယ်ဆိုတော့ကျွန်တော်တို့ကအခုဒီဘက်မှာကျွန်တော်တို့ဒီဒီနားမှာပေါ့နော်၉၂ရဲ့ကျွန်တော်တို့ညနေခင်းတက်ခွန်နော်ညနေခင်းတက်ခွန်နောက်နေ့ကျတော့ကျွန်တော်တို့က68နော်နောက်နေ့ကျတော့13နော်အဲ့တော့နောက်နေ့ကျတော့ကျွန်တော်တင်းလာလေးမှာ23နော်ပြီးတော့63 ပြီးတော့ကျွန်တော်တို့ဒီမှာ85ပြီးတော့ကျွန်တော်တို့ဒီမှာ36လေနော်ကဲဒါဆိုရင်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာတဲ့နော်ဒါပင်တိုလေးကိုကျွန်တော်ထပ်ပြီးတော့ပြမှာဖြစ်ပါတယ်ဗောနော်အပင်တိုလေးကိုပြမှာဖြစ်ပါတယ်ကဲကြည့်အောင်ဒီနှလုံးပေါင်းနှစ်တယ်တဲ့နော်နှလုံးပေါင်းနှစ်ကိုတဲ့အဲ့ဒီမှာနှစ်ထိပ်စီးနဲ့ပြီးပါတယ်တဲ့နော် နှလုံးပေါင်းခွန်ကိုတဲ့နော်1နဲ့6နဲ့ပေါင်းတော့ခွန်တဲ့ဟာဒီမှာတဲ့ခွန်ထိတ်စင်းနဲ့ပြေးပါတယ်တဲ့နော်ခွန်ထိတ်စင်းနဲ့ပြေးပါတယ်တဲ့နော်နော်ပြီးတော့ကျွန်တော်ဒီမှာနှလုံးပေါင်း6ကိုတဲ့ဟာဒီမှာ6ထိတ်စင်းနဲ့ပြေးမယ်ဆိုလို့ရှိရင်နော်ကိုထိတ်စင်းရဲ့ပေးခဲ့မယ်ဆိုလို့ရှိရင်ပေါ့เนาะโอเคဒါဆိုရင်ကျွန်တော်တို့อ่ะ နောက်ထပ်တနည်းလေးထပ်ကြည့်မယ်ပေါ့နော်ဒါကိုထိတ်စီနဲ့ပေးလိုက်တယ်ပေါ့နော်ဟုတ်ပြီတဲ့အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာကြည့်ဒီသုံးလုံးဟာတဲ့သုံးလုံးဟာတဲ့တရရှိရပေါင်းတော့9နော်9နဲ့ပေါင်းတော့10ဖြစ်တယ်တဲ့10ရပါပါ3ဆိုပြီးတော့အဲ့ဒီမှာကျွန်တော်တို့ကဒီမှာ23လို့ချသွားတယ်နော်အဲ့တော့ကျွန်တော်တို့ဒီမှာတစ်ချက်ကြည့်မယ်တဲ့ဒီ3လုံးပေါင်းခြင်းဒီတဲ့ ားဒီမှာတဲ့၅တဲ့เนาะ၅တဲ့၅ရဲ့ပါဝါ3ညာတဲ့၅3ညာတဲ့เนาะအဲ့တော့ကျွန်တော်တို့ဒီမှာ60တကွက်ရမယ်65တကွက်ရမှာပေါ့เนาะကဲအားလုံးပဲခုနကတော့ကျွန်တော်တို့ထုတ်ထားတဲ့ကဏ္ဍရေအခုဒီကကဏ္ဍ2ကွက်ရေကိုကျွန်တော်ထပ်ရေးပေးလိုက်မှာပေါ့เนาะဒါတနေ့ကုန်စားအတွက်အဲကျွန်တော်တို့26ရက် 3လပိုင်းเนาะ2025မှာကျွန်တော်တို့နေကုန်ထိုးဘက်ကနေကုန်ထိုးဘက်ကကျွန်တော်တို့နှစ်တနှစ်ချခွန်တ ုစေကိုငါနော်ကဲအားလုံးပဲအောင်မြင်ပါလေနော်ဟုတ်ကဲ့ကဲကျွန်တော်ရဲ့ live လေးပြီးတော့ဒီလောက်ပါပဲခင်ဗျာအားလုံးပဲနော်စင်ပြေပါစေလို့ကျွန်တော်စုံမောင်းကောင်းတောင်းလိုက်ပါတယ်နော်စင်ပြေပါစေကဲဒီလောက်ပါပဲခင်ဗျာ